Zero ရဲ့ဒီဗီဒီယိုလက်ဆင်မှာမြင်းဖြောင်းတကြောင်ဤရှော့ဆော့ရဲ့အကြောင်းကိုလေ့လာကြည့်ရအောင်။ဆိုတော့မြင်းဖြောင်းတကြောင်ရဲ့ရှော့ဆော့ဆိုတာဘလို့ဟာလဲဘလို့လဲဆိုတာကိုသိအောင်လေ့လာမယ်။အရင်ဆုံး x ဝင် u y ဝင် u x y ပလင်းလေးဆွဲလိုက်မယ်။အဲဒီမှာဆရာကအမှတ်ကလေးတက်မှတ်ချပြီးတော့ဆရာဒီဘက်ကိုဆက်ပြီးတော့ကျတော့ရွေ့လိုက်မယ်။ယူလိုက်တဲ့အခါမှာဆရာတို့တွေစပြီးတော့ကျတော့ဒီနေရာကဆွဲတာ။ ဒါ x ဝင်ရောကကြည့်မယ်ဆိုရင် -2 ပေါ့တော်တော်ဆရာက x1 လို့ပဲမှတ်လိုက်မယ်အဲ့ဒီ x1 ကနေပြီးတော့ကျတော့ဒီဘက်ကိုရွေ့သွားတာအဲ့တော့ဒီနေရာမှာဆုံးနေဆက်ပြီးတော့ဆွဲလို့ရသေးတယ်နော်ထားတော့ x ဝင်ရောကနေကြည့်မယ်ဆိုရင်4တိုးတော်ဆရာကဒါ x2 လို့ထားလိုက်မယ်ဒါဆိုရင်ဟောဒီ x1 နဲ့ x2 ရဲ့ကြားထဲကကောင်သူ့ရဲ့တန်ဖိုးကိုလိုချင်ရင် x2 ရဲ့နေပြီးတော့ x1 ကိုနှုတ်ချင်းမယ်ဒီလိုသိရမယ်။ဒါဆိုရင်ဆရာကဟောဒီနေရာလေးကနေပြီးတော့ကျတော့အထက်ကို ထောင်းပြီးတော့ဆရာတက်သွားလိုက်မယ်နော်။ဒီလိုတက်သွားတဲ့အခါဒါစမှတ်ပဲ။ဒါဆိုရင် y ဝင်ဟိုးကနေကြည့်တဲ့အခါမှာဟောဒီအမှတ်ကလေးတီဒါဒီနေရာပေါ့အဲ့ဒါဒီဆရာကဘယ်လိုထားမလဲ y1 လို့ထားမယ်။အဲ့တော့ဒီနေရာကနေအပေါ်ကိုထောင်းတက်သွားမယ်။ ဒီလိုထောင်းတက်သွားတဲ့အခါမှာဒီနေရာဒီဝိုင်းဝင်ရိုးကနေကြည့်မယ်ဆိုရင်ဒါဖိုက်ပဲထားရတော့အဲ့ဒါကိုဆရာက Y2 လို့ပဲထားလိုက်မယ်ဒါဆိုရင်ဒီနေရာကနေပြီးတော့ဒီနေရာကိုရွေ့သွားတာဆိုတော့ကြတော့ဟော်ရီဂျာကအကွာဝေးဒီကောင်လေးကိုလိုချင်နေဆိုရင် Y2 ရရနေပြီးတော့ Y1 ကိုနှုတ်ပေးခြင်းပဲเนาะအဲ့ဒီလိုမျိုးသိရမယ်ဒါဆိုရင်ဆရာတို့တွေဒီအမှတ်ကနေပြီးတော့ဒီဘက်ကိုရွေ့သွားတယ်ဒီကနေအပေါ်ကိုတက်သွားတယ်ဆိုတော့အဲ့ဒီအမှတ်နှစ်မှတ်ကလေးကိုဆရာဒီလိုမျိုးလေးဆက်ကြည့်လိုက်မယ် အဲ့ဒါဆိုလို့ရှိရင်စောင်းစောင်းလေးဖြစ်နေတယ်အဲ့ဒါကို short shot လို့ခေါ်ပါတယ်เนาะ short shot အင်္ဂလိပ်လို့ဆိုရင် SN လို့ PE slow လို့ခေါ်တယ်ဒါဆိုရင်အထက်တန်းဆန်ရောက်တဲ့အခါမှာအတန်ကြီးတွေရောက်တဲ့အခါမှာ short shot short shot short shot လို့မပြောတော့ဘူးဟောတာကို zero တွေက slow လို့ပဲခေါ်တော့မှာဒါဆိုရင် slow ဆိုတာဘယ်လိုဟာမျိုးကိုပြောရလဲသိပြီเนาะ slow ဆိုတာ short shot ။ဒါဆိုရင်ဆီရိုတွေကပု္ပ္ပစာတွေထဲမှာထည့်မင်းမယ်။ဟောဒီရှောစောက်ရဲ့တန်ဖိုးကိုရှာခိုင်းမယ်။စလုတ်ရဲ့တန်ဖိုးကိုရှာခိုင်းမယ်။အဲ့ဒီလိုရှာခိုင်းတဲ့အခါဘလို့လုတ်ပြရတလဲဆိုတော့ကြတော့ဟောဒီ x1 ကနေ x2 ကိုရွေ့သွားတယ်။တူတံဘိုးကိုလိုချင်တဲ့အခါမှာ x2 ရင်းကနေ x1 ကိုနှုတ်ပေးခြင်းပဲ။ဟောဒီရည်ညီမြင်အရာကြီးကိုဆီယရိုတွေကဘယ်လိုခေါ်တယ်လဲဆိုတော့ run လို့ခေါ်ပါတယ်။ဒီအထက်အပေါ်ကိုထောင်းတက်သွားတဲ့ဒီကောင်ကြီးကိုကျတော့အရာကိုကျတော့ rise လို့ခေါ်ပါတယ်။ ရောသောကိုလိုချင်ရင် စလော့ကိုလိုချင်နေဆိုရင်ဇီရိုတွေကဟောဒီ rice ကိုပိုင်းဝင်มาထားပြီးတော့ဇီရိုတွေက run နဲ့စားပေးရပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် y2 y1 ကိုပိုင်းဝင်မှာထပြီးတော့ x2 x1 နဲ့စားပေးရတယ်အဲ့ဒါဆိုလို့ရှိရင်လိုချင်တဲ့ရှော့ဆော့ကိုရပါတယ် ဒါကြောင့်ရှော့ဆော့ကိုလိုချင်ရင်တီးရမှာက rice ကိုဒီ run နဲ့စာမဲတနည်းအားဖြင့် y2 y1 by x2 x1 ဖြစ်ပါတယ်။ဒါဆိုရင်ဟော်ဒီကနေပြီးတော့ကြတော့ရှော့ဆော့ရဲ့ပုံတင်နည်းကိုမှတ်တော့မဲစလုပ်ရဲ့ပုံတင်နည်းကိုအမြဲတမ်းမှတ်ထား နောက်ကြီးထန်းအလဲပင်ထွေအမြဲတမ်းအတုံးဝင်တော့မှာတင်ချာကိုလိလာနေတရွေ့အတုံးဝင်နေတော့မှာဒါကြောင့်ရှောဆောက်ရဲ့ပုံတင်နည်းဒီ y2-y1/x2- x1 ဖြစ်ပါတယ်နောက်ထရရှေ့ကိုနှုတ်နောက်ထရရှေ့ကိုနှုတ်ပြီးတော့စားပြီးလိုက်ရုံပဲเนาะဒါဆိုရင်ရှောဆောက်ရဲ့တန်ဖိုးမှတ်ထားတော့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာတို့တွေဒီမှာဆိုလို့ရှိရင်ဆရာရှောဆောက်စလုပ်ကလေးတစ်ခုပေးထားတယ်ဒီပုံလေးကိုကြည့်ရအောင် ဒီဘောင်ကိုကြည့်လိုက်တဲ့အခါမှာဟောဒီမှာစမှတ်ရှိတယ်။အဲ့တော့ဒီ x coordinate နဲ့ y coordinate စုံတဲ့နေရာမှာပေါ့နော်ဒီအမှတ်ကလေးอ่ะဒါကြောင့် x1, y1 x1 y1 ထားလိုက်မယ်။ဟောဒီအမှတ်ကိုကြတော့ဆီက x2 y2 လို့ထားလိုက်မယ်။ဟောဒီ show ဆောက်ဒီဘယ်ဟာနေပြီးတော့ညာဘက်ကိုထောင်းတက်သွားတာ။ဘယ်ဘက်ကနေပြီးတော့ညာဘက်ကို ထောင်းတက်သွားတဲ့ဟော်ရီရှော့ဆော့စလုတ်ရဲ့တံပိုးတီဘလို့ဖြစ်သွားတယ်လဲဆိုတော့ကျတော့ဇီရိုရီတီးရမှာကဘယ်ဘက်ကနေဆိုတော့ကျတော့မိုင်းနက်တီအနှုတ်တီပဲညာဘက်ကိုထောင်းတက်သွားတယ်ဆိုတော့ကျတော့ X တံပိုးတွေကဒါအပေါင်းနေဖြစ်သွားမယ်ကြီးတဲ့ထဲကြီးကြီးလာမယ်တူးတူးသွားမယ် ထိုနီလာကောင်းမဲ့ညာဘက်ကိုထောင်းတက်သွားတယ်ဆိုတော့ကျတော့ဒီအောက်ကနေပြီးတော့အပေါ်ကိုတက်လာမှာဝိုင်းတန်ဘိုးတွေကလည်းပဲဘာဖြစ်သွားမလဲဆိုတော့တူတူလာမှာပဲ1ကနေ2 2ကနေ3နော်ဒီလိုမျိုးတူတူလာမှာပဲဒါကြောင့်တီထားရမှာက ရှော့ဆော့ရေဒီစလုတ်ဒီဘယ်ကနေညာဘက်ကိုတက်သွားမယ်အဲ့ဒီလိုမျိုးတက်သွားတဲ့အခါ x တန်ဘိုးတွေတူလာတယ်ဝိုင်းတန်ဘိုးတွေလည်းတူလာတယ်သို့တော့ဟော်ရီပုံလေးကိုကြည့်လိုက် ဒီပုံမှာဆိုလို့ရှိရင်ဟောရီရှောသောတီဒါဘယ်ဟာနေပြီးတော့ကျတော့ညာဘက်ကိုဆင်းသွားတာခုနကတော့ကျတော့ဘယ်ဟာနေညာဘက်ကိုတက်သွားတာဒါလိုတက်သွားတဲ့အခါ x တန်ပိုးရီယာလည်းတိုးတယ် y တန်ပိုးရီယာလည်းတိုးတယ်သို့တော့ဟောရီရှောသောကကျတော့ဘယ်ဟာနေညာဘက်ကိုဆင်းလာဘလူပဲဆင်းစဉ် x ဝင်ယူကနေကြည့်လိုက်တဲ့အခါ -2 ပဲ တော့ဆင်းသွားရဲဆိုရင်တောင်မှဆီရိုးတွေကဒီမှာဆိုရင်မိုင်းနက်ကနေပြီးတော့ပလက်ပက်ရောက်လာမှာတဖြည်းတဖြည်းနဲ့ကြည်ကြည်သွားမှာเนาะဒီမှာဆိုရင်1ဒလောက်ဆိုရင်2ဒလောက်ဆိုရင်4ဒလောက်ဆိုရင်5အဲ့တော့ x တန်ဖိုးတွေကတော့2တူလာတာပဲသို့တော့ y တန်ဖိုးတွေကကြတော့ဘယ်ကနေပြီးတော့ညာဘက်ကိုဆင်းသွားတဲ့အခါမှာအပေါင်းနေရနေပြီးအနုဘက်ကိုရောက်လာတာဒါကြောင့် y တန်ဖိုးကတော့ညော့သွားတယ်ပေါ့အဲ့တော့ဒီလိုမှတ်မယ်ဟောဒီ short out ဒီ ဘဲကနေပြီးတော့ညာဘက်ကိုဟော်ဒီလိုဆင်းတဲ့အခါမှာ ax တန်ပိုးတွေကတော့တိုးတယ် wine တန်ပိုးကတော့ညော့သွားတယ်။ဒါဆိုရင် show ဆောက်ဒီဘဲကနေပြီးတော့ထောင်းပြီးတော့ပဲတက်သွားသွားဘဲကနေပြီးတော့ညာဘက်ကိုဆင်းသွားတာပဲဖြစ်ဖြစ် ax တန်ပိုးတွေကတော့တိုးလာမှာပဲ။ထောင်းတက်သွားရင်တော့ wine တန်ပိုးတွေလည်းတိုးမယ်ဆင်းသွားတယ်ဆိုရင်တော့ wine တန်ပိုးတွေကတော့ညော့သွားပါလိမ့်မယ်နော်။ဒီလိုနားလည်ထားရမယ်။ ဲဟုတ်ပြီဒါဆိုရင်ဆရာတို့တွေပုံစံအတွက်ဒီကလေးကိုကြည့်မယ်ပြီးထားသောပုံများမှာပုံနှစ်ပုံပြီးထားတယ်နောက်ဖက်မှာတပုံရှိတယ်မြင်းများဤရှောစော့ကိုဖော်ပြပြီးရင်းတို့ဤတံပိုးကိုရှာပါအဲ့တော့ရှောစော့စလုတ်ရဲ့တံပိုးကိုရှာခိုင်းတာရှောစော့ကိုလိုချင်တာရှောစော့ကိုလိုချင်ရင်ပုံတင်နီးအခုနန်းနှုံးကမှတ်ခိုင်းထားတဲ့အတိုင်းအဲ့ဒီပုံတင်နီးနဲ့တွားရမယ်ပုံတင်နီးကပါတယ်လေ ကျော်စားကိုလိုချင်ရင် y2 y1 x2 x1 နောက်ထပ်ရရှိကိုနှုတ်နောက်ထပ်ရရှိကိုနှုတ်ပြီးတော့စပြရမယ်။အဲဒါဆိုရင်ဆရာတို့တွေကအဲ့ဒီမှာ x1 y1 သိရမယ် x2 y2 သိရမယ်။ဘယ်လိုသိအောင်လုပ်မလဲဆိုတော့ဟောဒီကျော်စားသည်ဘယ်အနေညာဘက်ကို ထောင်းတက်သွားတာ။ဒါဆိုရင်ဟောဒီအမှတ်ကလေးကိုကြည့်တဲ့အခါ -2, -1 အဲ့ဒါကပါလဲဆိုတော့ x1 y1 နော် x1 y1 ဒါဆိုဟောဒီဘက်ကအမှတ်ဒီဒါကျတော့ x2 y2 ဖြစ်ပါတယ်ဒါကြောင့် x1 y1 သိအောင်လောရမယ် x2 y2 သိအောင်လောရမယ်အဲ့တော့ x1 y1 ကကျတော့ -2, -1 ဖြစ်ပါတယ်။ x2 y2 ကကျတော့2,4ဖြစ်ပါတယ်။လိုချင်တာကရှင်းစောက်ကို လိုချင်တာရှင်းစောက်ကိုလိုချင်တဲ့အခါမှာပုံသင်နည်းက y2 y1 x2 x1 ပုံသင်နည်းကို အလွတ်ရအောင်ချက် ဘယ်အချင်းကောင်းမီမီရနိုင်အောင်လုပ်ပြန်ပြောရောဇောရဲ့ပုံသဏ္ဍာန်ကပါလေ y2 y1 x2 x1 ဒါဆိုရင်ဆရာတို့တွေကဒီမှာဆိုလို့ရှိရင် x1 y1 တွေရဲ့တန်ဖိုး x2 y2 တွေရဲ့တန်ဖိုးဒီမှာပြထားတယ်ဒါဆိုရင်နောက်ကကောင်းနေရ y နေပဲဒီကောင်ဆိုရင် y2 y2 y1 မယ်ရှိရကောင်းနေက x တွေပဲဒါကြောင့် x2 x1 မယ် ။ဒါဆိုရင် y2 y1 နဲ့အဲ့ဒီမှာဒါ y2 ပဲ။ဒါ y1 ပဲ။ဒါကြောင့် y2 y1 အစားသွင်းလိုက်ရုံပဲ။ x2 နေရာမှာ0တွေရက2အစားသွင်းမယ် x1 နေရာမှာ -2 အစားသွင်းမယ်အဲ့ဒီလိုအစားသွင်းပြီး0တွေရှာလိုက်ရုံပဲဒါဆိုရင် y2 ကပါလဲဆိုတော့ကျတော့4ပေါ့เนาะဒါကြောင့်မို့0တွေက4အစားသွင်းမယ်ပြီးရင်-လာမယ် y1 ကကျတော့ -1 ပါဒါကြောင့်ဒီနေရာလေးမှာ -1 အစားသွင်းမယ် -2 နှစ်ခုကြီးရှင်းနေလို့မို့ခွန်စာကုမေစီရိုတွေကခန့်မယ်ပြီးရင် x2 x2 ဆိုတာဒါပဲနည်းနည်းလေးတော့မျက်စိလျှော့လိုက်မယ်နော်မျက်စိမလျှော့အောင်ကြည့်အောင်စိုက်ထားဒါဆိုရင်2အစားသွင်းမယ်2 x1 ကကျတော့ -2 ဒါကြောင့်ဒီနေရာမှာ0တွေ -2 ဒီမှာနှစ်ခုရှင်းနေလို့ခွန်စာကုမေခန့် လိုရင်းကတော့ဒါ y2 y1 by x2 x1 မယ် minor minor ချင်းမြောက်တော့ black 4နဲ့1နဲ့ပေါင်းလိုက်တော့5ဒါဆိုရင်5 by 4ဆိုပြီးတော့ရပါတယ်ဒါဆိုရင်ဆရာတို့တွေသိရမှာကဘယ်ဘက်ကနေညာဘက်ကိုထောင်းတက်သွားတဲ့အခါ x တန်ဖိုးတွေကလည်းတိုးလာတယ် y တန်ဖိုးတွေကလည်းတိုးလာတယ်နော်ကဲဟုတ်ပြီဒါဆိုရင်နောက်တစ်ပုံကြည့်မယ်ဒီမှာကျတော့ဆရာတို့တွေရှင်းစောက်တီဘယ်ကနေညာဘက်ကိုဆင်းသွားတာဖြစ်ပါတယ် ဒီရှော့ဆော့ရဲ့တန်ဖိုးကိုလိုချင်ရင် x1 y1 နေသိရမယ် x2 y2 တွေသိရမယ်ပုံကိုကြည့်လိုက်တဲ့အခါဒီအမှတ်ဒီ -1,1 အဲ့ဒါ x1 y1 အောက်ကကျတော့ x2 y2 ပါဒါကြောင့် x1 y1 ကကျတော့ -1,1 x2 y2 ကကျတော့ 2,-1 ရှော့ဆော့ကိုလိုချင်ရင် ပုံသင်နည်းကဘာတဲ့လဲဆိုတော့ကျတော့ y2 y1 x2 x1 ပြန်ပြောမယ် ရောသောရဲ့ပုံတင်နည်းသည် y2 y1 by x2 x1 y2 y1 ဆိုတာဘယ်ဟာကိုပြောရလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဇီရိုတွေကြီးလိုက်တဲ့အခါမှာဒါ y2 ဒါက y1 x2 x1 ဆိုတာကကြတော့ဒါပဲအဲ့ဒါက x2 ဒီကောင်က x1 အဲ့တော့အစားသွင်းလိုက်မယ်အစားသွင်းလိုက်တဲ့အခါမှာ y2 y1 y2 ကကြတော့ -1 ပဲ y1 ကျတော့1ပဲနှုတ်လိုက်တော့ minus အဲ့တော့ minus minus ဆိုတော့လက္ခဏာ2လို့ဆရာတို့တွေ1နဲ့1နဲ့ကျတော့ပေါင်းပေးရမယ်လက္ခဏာ2ရယ်ပေါင်းရတယ်အပေါင်းအပေါင်းချင်းဆိုလည်းပေါင်းရတယ်အနုတ်အနုတ်ချင်းဆိုရင်လည်းပေါင်းပေးရတယ်တိုးတော့အနုတ်အနုတ်ချင်းကကျတော့ဆရာတို့တွေဒီလက္ခဏာကတော့အနှုတ်ပဲယူရတယ်ဒါကြောင့် -1 နဲ့ -1 ကပေါင်းလိုက်တော့2 -2 ဆိုပြီးတော့ရတယ်ဟုတ်ပြီဒါဆိုရင် x2 ကကြတော့ဒီကောင်မဲ့2 x1 ကကြတော့ -1 ဒီမှာမိုင်းနက်မို့လို့မိုင်းနက်မိုင်းနက်နဲ့မိုင်းနက်နဲ့မြှောက်ရင်တော့အပေါင်းဖြစ်သွားတာ2 1ဆိုတော့3 2 3ဆိုပြီးတော့ရရတယ်အဲ့တော့ရှောစောရဲ့တန်ဖိုးဒီဘယ်ဘက်ကနေညာဘက်ကိုဆင့်သွားရင် y တန်ဖိုးတွေကတော့ညော့သွားတယ် x တန်ဖိုးကတော့ဘယ်ဘက်ကနေညာဘက်ကိုဆင်းဆင်းညာဘက်ကို တက်သွားတာပဲဖြစ်ဖြစ် x တန်ဖိုးတွေကတော့တိုးသွားတာပဲဖြစ်ပါတယ်နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့တွေနောက်တစ်ခုကိုဆက်ပြီးတော့ကြည့်အောင် နောက်ပုံစံတော့နှစ်ပေါ့နော်ဒီမှာကျတော့ပေးထားသောရင်းညီမြင်းဤရှောစာကိုရှားပါတဲ့ပေးထားတဲ့ဒီမှာရှောစောက်ကကျတော့သူကအခုနောက်နှုံးကအတိုင်းဘေးအနေညာဘက်ကိုအထက်ကိုထောင်းတက်သွားတာဘေးအနေညာဘက်ကိုဆင့်သွားတာဒါလိုမျိုးမဟုတ်ဘူးဒီမှာဆိုရင်ရင်းညီမြင်းနဲ့အပြိုင်သဘောမျိုးဖြစ်နေတယ်အဖြောင်းကြီးအနော်အဲ့တော့ရင်းညီမြင်းရဲ့ရှောစောက်ကိုရှားမယ် ဘာပဲဖြစ်ဖြစ်ဆရာတို့တွေထောင်တက်တာပဲဖြစ်ဖြစ်ရှော့ဆင်းသွားတာပဲဖြစ်ဖြစ်ဒီတိုင်းဆရာတို့တွေကရည်ညီမြတ်အတိုင်းပဲဖြစ်ဖြစ်ရှော့ဆော့ကိုလိုချင်နေဆိုရင် x1 y1 တီးရမှာပေါ့ x2 y2 တီးရမှာပေါ့နော်ဒါဆိုရင်ဒီကောင်က x1 y1 ပဲဒီကောင်က x2 y2 ပဲအဲ့ဒီတော့ကျတော့ဆရာတို့တွေ x1 y1 ကကျတော့ -2,4 x2 y2 ကကျတော့5,4ရှော့ဆော့ရဲ့ပုံသဏ္ဍာန်ကပါလေ y2 minus y1 by x2 minus x1 ပဲ y2 minus y1 ဆိုတာကဒါ y2 ဒါ y1 ပဲနောက်တည်ရမှာက x2 minus x1 ဆိုတာဒါ x2 ဒီကောင်က x1 ပဲနှုတ်ပြလိုက်ရောမယ်အဲ့တော့နှုတ်တဲ့အခါမှာဆရာတို့တွေကဘာထူးကြသလဲဆိုတော့အဲ့ဒီမှာဆိုရင် y2 minus y1 y2 4 y1 ကလည်း4 ဖော်ရဖို့ကိုနှုတ်ရင်0ပါ။ Now x2 x1 minus 2ခါညောင်းရင် plus ဖြစ်တယ်အပေါင်းဖြစ်တယ်ဒါကြောင့်မို့လို့7ရတယ်0ဘိုင်7ဘိုင်းဝေတီ0ဖြစ်နေတယ်အဲ့တော့မှတ်ထားရမှာက0တို့တွေဒီမှာဆိုရင်ရည်ညီမြင်းပဲအဲ့ဒီရည်ညီမြင်းရဲ့ short short ကိုလိုချင်ရင်0ကိုဘာနဲ့ပဲဆက်ဆက်0ပဲရတာပေါ့ဒါကြောင့်မှတ်ထားပါရည်ညီမြင်းရဲ့ short short ောဒီလိုဖြစ်နေတဲ့ကောင်းရဲ့ရှော့ဆော့တန်ဖိုးကိုလိုချင်ရင်0ပါ ထောင်းတက်သွားတာလည်းမဟုတ်ဘူးရှော့ဆင်းသွားတာမျိုးလည်းမဟုတ်ဘူးဒီရေညင်းမြင့်ရဲ့ရှော့ဆော့ကိုလိုချင်ရင်0ပါဘာကြောင့်လဲဆိုတော့ဘိုင်းဝေက0ဖြစ်နေလို့ဒါကရေညင်းမြင့်ရဲ့ရှော့ဆော့ကိုဆက်တာဆရာတို့တွေနောက်တစ်ခုမှကြတော့မှန်မြင်လာမယ်အဲ့ဒီမှန်မြင့်ရဲ့ရှော့ဆော့ကိုရှာကြည့်အောင်ဟုတ်ပြီဒီမှာကြတော့ဆရာတို့တွေမရက်မြင် အခုနောက်နှုန်းကကြတော့ရင်းညင်းမြင့်ရဲ့ရှိုးစော့ပုံစံတွက်သုံးမှာကြတော့ပေးထားသောမတ်ရဲ့မြင်းဤရှိုးစော့ကိုရှားပါရှားတဲ့အခါမှာရှိုးစော့ကိုလိုချင်ရင် ထောင်တက်သွားတာပဲဖြစ်ဖြစ်ရှော့ဆင်းသွားတာပဲဖြစ်ဖြစ်ရင်းညင်းအတိုင်းပဲပြီးထတာဖြစ်ဖြစ်မတ်ရဲ့အတိုင်းပြီးထတာဖြစ်ဖြစ်ရှိုးစော့ကိုလိုချင်ရင် x1 y1 x2 y2 တွေသိရမယ်ဒါဆိုရင်ဟောဒီအမှတ်ကလေးဒီတာ x1 y1 မယ်เนาะဒါဆိုရင်2 -2 x2 y2 ကကြတော့2.4ရင်းနီမြင်းဖြစ်ဖြစ်မရက်မြင်းဖြစ်ဖြစ်ရှော့ဆော့ကိုလိုချင်တဲ့အခါပုံသင်နည်းကပါတယ်လေရှော့ဆော့ရဲ့ပုံသင်နည်းက y2 minus y1 by x2 minus x1 y2 minus y1 ဆိုတာကဒီမှာဆိုရင် y2 y1 နော်0 ray x2 minus x1 ဆိုတာကကြတော့ x2 ကလည်း2ပဲဒီကောင်ကလည်း2ပဲ အစားသွင်းလိုက်မယ်ထူကြတာကဘာရှိတယ်လဲဆိုတော့ y2 y1 ဖော်ရရနေပြီးတော့ -2 ကိုနှုတ်ပေးရမှာ x2 x1 2ရရနေပြီးတော့2ကိုနှုတ်ပေးရမှာအဲ့ဒါဆိုရင်0ပေါ့အပေါ်ကတော့7ရတယ်အခုနောက်နှောင်းကကြတော့ဆရာတို့တွေရင်းညီမြင်းမှာကြတော့ရှော့ဆော့ကိုရှာလိုက်တဲ့အခါမှာပိုင်းဝေက0ဖြစ်နေတာနော်ပိုင်းဝေ0ဖြစ်နေတာအခုဒီမှာကြတော့ပိုင်းခြေက0ဖြစ်နေတယ်တင်ချာမှာ ောဒီလိုမျိုးပိုင်းချေသည်0ဖြစ်နေရဲဆိုရင်အတိတ်ပဲသတ်မှတ်လို့မရဘူးတဲ့အင်္ဂလိပ်လိုဆိုရင်တော့ underline လို့သတ်မှတ်တယ်ဒါကြောင့်မှတ်ထားရမှာကဆရာတို့တွေမျက်ရည်မြင်သူ့ရဲ့ရှင်းစောက်ကိုလိုချင်ရင်ပိုင်းချေသည်ပါဖြစ်နေရလဲ0ပါအဲ့ဒီလိုမျိုးပိုင်းချေ0ဖြစ်နေရင်မျက်ရည်မြင်ရဲ့ရှင်းစောက်သည်လိုချင်တဲ့အခါမှာ ပိုင်းကြီး0ဖြစ်နေတဲ့အတွက်ကြောင့်အတိတ်ပဲမတက်မနိုင်ဘူး underline ဖြစ်တယ်လို့မှတ်ပါနော် ဒါဆိုရင်ဆရာတို့တွေကမြင်းသည်ဘယ်ကနေညာဘက်ကို ထောင်းတက်သွားသည်ဖြစ်စေရှော့ဆင်းသွားသည် ဖြစ်စေရေညင်မီမြင်းအတိုင်းလာသည်ဖြစ်စေမရက်မြင်းအတိုင်းထောင်းလာသည်ဖြစ်စေဘလူပဲလာလာရှော့ဆောက်တန်ဖိုးကိုလိုချင်ရင် ပုံတင်နည်းက y2 y1 x2 x1 ဖြစ်တယ်ဆိုတာကိုမှတ်ထားပါဘယ်အချင်းကောင်းမီမရနေအောင်လုပ်ထားနော်